င်္ဂလာပါချစ်ဆုံးတို့ရေဒေါက်တာဤဖြစ်ပါတယ်ဒေါက်တာကဒီနေ့ကုကုကိုမေ့နေတဲ့အမျိုးသမီးလေးတွေအတွက်လာပြီးတော့ပြပြချင်ပါတယ်ကုကုကိုမေ့နေတဲ့အမျိုးသမီးလေးတွေဆိုတော့ဘယ်လိုမျိုးလဲဆိုတော့အမျိုးသမီးแท้မှမမေမေတွေဖြစ်တယ်မေမေတွေแท้မှမအရန်ကိုအလုံများတဲ့မေမေတွေပေါ့နော်အဲ့ဒီအရန်လုံများတဲ့မေမေတွေအတွက်ကိုကုကုကိုဂယုဆိုင်ဖို့နီလန်းလေးတွေပြပြချင်တယ်ပေါ့နော်အဲ့တော့ဝေကုံလဲတက်တာမယ်နောက်ပြီးရဲ့ခါကျတော့ ကိုယ့်ရဲ့စိတ်ကျမ်းမာရေးစိတ်ချမ်းသာဖို့စိတ်အေးချမ်းဖို့အတွက်လည်းထောက်ကူပြုရယ်ပေါ့နော်အဲ့ဒီနီလန်းလေးတွေကိုဒေါက်တာမျှော်ဝေပေးခြင်းပါတယ်အဲ့တော့မေမေလေးဆိုတာကအရန်ကိုအလုတ်တာဝင်နေများတယ်နောက်ပြီးကိုကိုကိုနောက်ပို့တယ်နော်ကိုဘာတွေကိုဦးစားပေးလဲဆိုတော့ကိုမိသားစုအတွက်တည်းနောက်အိမ်လုပ်ကိစ္စတွေကိုရဲ့သားသမီးအတွက်တည်းကိုယောက်ျားအတွက်တည်းအကုန်လုံးဦးစားပေးပြီးတော့လုပ်ပြီးအခါကျတော့ကိုကိုကိုကျတော့နောက်ဆုံးနေပို့ပြီးတော့ကိုကိုကိုဂယုဆိုင်ဖို့အရန်မေ့တတ်တယ်ပေါ့နော်မေမေတွေ ။ဘာဖြစ်လို့လဲဆိုတော့ဒါဒါလည်းမေမေတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒါဒါလည်းသိတယ်။ ကိုလည်းအဲ့လိုပဲเนาะကိုတခါလေကြားလို့ရှိရင်သူတို့အတွက်အစီအစဉ်ပေးပြီးတော့ကိုကိုတိုင်းအတွက်ကနောက်ဆုံးမှာပေါ့เนาะဆိုတော့အဲ့လိုမျိုးဖြစ်နေတဲ့အခါမှာတဖြည်းဖြည်းနဲ့ဘယ်လိုလဲဆိုတော့အလုတ်တာဝန်တွေကလည်းများတဲ့အခါမှာမောပန်းပြီးတော့စိတ်ပီစီမှုတွေများတယ်စိတ်တွေမရှိတော့ဘူးစိတ်တွေပူတယ်စိတ်တွေပင်ပန်းတယ်စိတ်တွေမောတယ်ပေါ့เนาะအဲ့လိုလည်းမပြောတော့ဘူးအဲ့လိုမျိုးတွေအများကြီးဖြစ်တတ်တယ်ပေါ့เนาะအဲနောက်ပြီးတဲ့အခါကျရင်ဗာလဲ stress တွေဖြစ်စီမှုတွေများပြီးတော့မျက်နှာမှာဝက်ချန်တွေထွက်လာမယ်တင့်တိတ်တွေထွက်လာမယ်ပေါ့เนาะဒီလိုမျိုးပြဿနာတွေအများကြီးဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ဒေါက်တာ တာကအခုအဲ့လိုမမေတွေအတွက်ပေါ့နော်အရန်ကို အလုရှုပ်တဲ့နော်အချိန်ကိုမရှိဘူးအဲ့လိုမျိုးမမေတွေအတွက်ကိုအတိကတေချာလေးပေါ့နော်လောလောကူကူနဲ့ပေါ့နော်ကိုယ်စိတ်လေးအေးချမ်းမှုစိတ်ပင်ပန်းလာလေးပြေပြောက်ဖို့အတွက်ပေါ့နော်တက်နိုင်တဲ့လောက်တက်တာသွားအောင်လို့ကုညီပေးတဲ့အနေနဲ့အဲ့ဒီ self care tip လေးတွေပြပြချင်တယ်ပေါ့နော်အဲ့တော့ဒီ video လေးကိုအဆုံးထိကြည့်သွားပြီနော် နံပါတ်1အချက်တစ်ကကြတော့ဒီမမေတွေအတွက်ကအဓိကအရေးကြီးတာရေတောက်ဖို့အရေးကြီးရယ်ပေါ့နော်ကိုယ့်ရဲ့တစ်ပုလုံးကျမ်းမာရေးအတွက်ကောနောက်ပြက်ခါကျတော့အသားရေအလှပအတွက်ကောရေတောက်ဖို့ရန်ရေးကြီးရယ်ရေ2လီတာလောက်တစ်နေ့ကိုတောက်ပြီးရေတောက်တဲ့အခါမှာလည်းဖြ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 ည်းချင်းရေလေးကိုကိုအရသာခံပြီးတော့တောက်ပြီးဒါဒါဆိုလို့ရှိရင် အရန်ကြီးကိုအားချိန်မရှိဘူးတကယ်ကိုအားချိန်မရှိဘူးဒီအပိုင်းကအဲ့တော့အဲ့လိုအားချိန်မရှိတဲ့အခါမှာဆိုလို့ရှိရင် ရေကိုဇိမ်လေးနဲ့တောက်ပြီးတော့ပေါ့နော်တခါလေးရေနွေးလေးတောက်တယ်ပေါ့နော်ရေနွေးလဲကိုကကြိုက်တော့ရေနွေးတောက်တယ်ရေကိုဇိမ်လေးနဲ့တောက်ပြီးတဲ့ခါကျတော့ရေလေးကိုဇိမ်လေးနဲ့တောက်လိုက်ဖြည်းဖြည်းချင်းအရသာလေးခံပြီးတောက်လိုက်ဒါဆိုလည်းအဲ့အချိန်လေးခဏအတွင်းမှာကိုအနားရတယ်ကိုရဲ့စိတ်ကလေးကစိတ်ရောကိုရောပေါ့နော်အဲပြီးရဲ့ခါကျလို့ရှင်မလုတ်တင်တယ်လဲဆိုတော့အသက်ရှူလေးချိန်ခံလေးလုတ်တင်တယ်နော်အသက်ရှူလေးချိန်ခံ၃ခေါက်လောက်ပေါ့နော်ရေလေးတောက်ပြီးတော့မနက်မိုးလင်းတာနဲ့အသက်ရှူလေးချိန်ခံလေး သက်ကိုတဝါကြီးရှူသွင်းပြီးတော့ပါးစပ်ကနေပြီးတက်ပြင်းချသလိုမျိုးမှုတ်ထုတ်လိုက်ပေါ့နော်အဲ့လိုမျိုးသုံးခေါက်လေးလှုပ်ပြီးစိတ်လေးရှော့ချလိုက်အဲ့ဒါကနံပါတ် Now အလုတ်များတဲ့မေမေတွေက skin care လုပ်တဲ့နဲ့ဘာဖြစ်လို့လဲဆိုတော့ skin care လေးလှုပ်ထားမှာပဲကိုယ့်ရဲ့မျက်နှာအသားရည်လေးကပိုပြီးကြီးနေစုပြေးလာမယ်ဆိုကိုယ့်ကိုယ်ယုံကြည်မှုလည်းပိုရှိရယ် skin care လေးလုပ်လိုက်တဲ့ချိန်မှာလေးတကယ်ကို ဘာနဲ့မှမတူကိုယ့်မျက်နှာလေးကိုယ့်အကူကယူဆိုင်နေရတဲ့အချိန်မှာကိုယ့်အတွက်ငြင်းချမ်းမှုလေးတစ်ခုရတယ်ပေါ့နော် ဲ့တော့ငိမ့်ချမ်းမှုတွေလည်းရအောင်အလုတ်အရန်ရှုပ်ပြီးတော့အရန်တွေကိုလေကိုယ်အတွက်ဝင်တော့ဝင်ဖို့လည်းမဖြစ်အောင်လို့မိမိတွေက skin care ကိုလုံးဝ simple ပေါ့နော်အယိုးရှင်းဆုံး skin care လေးတွေအလုတ်အဆုံးဟာလောက်ပဲသုံးเนาะသူများဟိုကကောင်းတယ်ပြောတိုင်းတရားတွေကောင်းတယ်ပြောတိုင်းအကုန်လုံးလိုက်သုံးနေရတာမဟုတ်ဘဲနဲ့အရန်လုံများတဲ့မိမိတွေအတွက်ကအဓိက simple ဖြစ်တဲ့ဟာလေးပေါ့နော်မျက်နှာတစ်တဲ့ဟာလေးလိုမဲ့ကိုယ်နဲ့တင့်တော်တဲ့ဟာပေါ့နော်အပြီးလို့ရှိရင်နေရောင်ကားတဲ့ဟာလိုမဲ့ပြီးအဆူတက်ဖြစ်အောင် moisturizer လိုမဲ့အဲ့လောက်ဆိုအဆင်ပြေနေပြီပေါ့နော်မနက်ပိုင်းကနေရောင်ကားတဲ့ ဟာလေညဘက်ကနေအောင်ကားတဲ့ဟာမလို့เนาะကြောအဲ့လိုမျိုးလေးသွား skin care လေးလုပ်တဲ့အခါမှာကိုကစိတ်လေးလဲပူပြကြည်လင်လန်းဆန်းလာတယ်ပူပြမျက်နှာအသားရည်လေးလဲပူပြီးလှပမယ်ဒါဆိုလို့ရှိရင်ကိုကအဲ့အိမ်မှာနေလဲကိုကိုကိုပေါ့เนาะကိုကိုယုံကြည်မှုကိုရှိရအပြင်သွားရင်လဲယုံကြည်မှုကိုရှိရပေါ့เนาะစိတ်ကလေးကနေလို့ကောင်းတယ်အမျိုးသမီးတွေကလေစိတ်နဲ့ယုံနေရလဲဆက်ဆက်နေရအဲ့တော့စိတ်ကလေးကကြည်နေလို့ရှင်ရုပ်ကလေးကလည်းကြည်ရယ်ရုပ်ကလေးကကြည်တဲ့အခါမှာကိုယ်ရုပ်ကလေးကိုကြည်လိုက်ပြီးတော့လေစိတ်ကလေးကကြည်သွားပါတော့ အဲ့တော့ simple ဖြစ်တဲ့ဟာလေးတုံးပါနောက်တစ်ခွာကျတော့ breaks ပေါ့နော်ဆိုနောက်တစ်ချက်ကဘာလဲဆိုတော့ breaks လေးခဏယူပါ micro breaks လေးတနေ့လုံးမှာမမေရရတည်တယ်ကိုလည်းအဲ့လိုပဲအားချိန်ကိုမရှိဘူးအားချိန် break တွေမရအောင်မရတဲ့အခါမှာဘယ်လိုလုပ်ရလဲဆိုတော့တိ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  break တိတိလေးယူရတယ် break 5မိနစ်လေးဖြစ်ဖြစ်ပေါ့နော်7မိနစ်လေးဖြစ်ဖြစ် ဲ့5မိနစ်10မိနစ်တော့ကိုကိုမပေးလို့မရအောင်ပေးမှရမယ်ဘာဖြစ်လို့လဲဆိုတော့မပေးရင်အနာမရလေကိုကစိတ်တွေမရှိလေအော်အော်မိလေเนาะခလေးကိုလည်းစူမိရင်စူမိအဲ့လိုမျိုးပေါ့နော်ပြဿနာတွေကိုစိုးသွားနိုင်တယ်ပေါ့နော်အဲ့ဒီခါလေးအမျိုးသမီးရဘယ်လိုမျိုးလဲဆိုတော့ period နာနေရင်ရာဒီလာကနေကြရင်ပို့ပြီးတော့စိတ်တွေတိုးတယ်စိတ်တွေမရှိဘူးစိတ်တွေဖိစီးတယ်စိတ်တက်တွေကြတယ်အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့တော့ break လေးပေး အနားယူဆိုတော့ break ဆိုလို့ရှိရင်လေညင်းလေးခဏထွက်ပြီးတော့ခံလိုက်တာမျိုးเนาะအာဒီပန်းချန်လေးထဲမှာခဏလမ်းသွားလျှောက်လိုက်တာမျိုးဒါဆိုလို့ရှိရင်လည်းပတ်စံမကုန်ပဲနဲ့ကိုက break လေးရမယ်ပေါ့เนาะအဲ့တော့ဒါတော့ဆိုလို့ရှိရင်ဘယ်လိုလုပ်လဲဆိုတော့ဒါဒါအိမ်လေးမှာဆိုလို့ရှိရင်အရှိဝရဏာလေးမှာတစ်ပင်လေးရှိရဲအဲ့တစ်ပင်လေးတွေမှာကိုစိုက်ထားအပင်လေးတွေကြားထဲမှာနေတယ်တစ်ပင်လေးတွေကိုကြည်တယ်ပေါ့เนาะပြီးလို့ရှိရင်အမလေညင်းခံတယ်အဲ့ဒါမှမဟုတ်တစ်ခါလေးသားလေးနဲ့သွားပြီးတော့စကားတွေပါပြောတယ်ပေါ့เนาะသူတနေ့တာအခြေအနေဘာညာပေါ့เนาะအဲ့လိုမျိုးလေးစကားလေးတွေသွားပြောတယ် တယ်အဲ့ခါကျတော့အပန်းပြေးတယ်ဒါမှမဟုတ်ဒါဒါဆိုလို့ရှိရင်ခွေးလေးရှိရဲကွယ်အဲ့ခွေးလေးနဲ့သွားဆော်တယ်ခွေးလေးနားမှာအချိန်ပေးလိုက်တယ်ခွေးလေးကိုပွေဖိုက်ပွေဖက်လိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုက break လေးရသွားတယ်ပေါ့နော်ကွာကြအဲ့ break လေးအတွဲမှာပဲကိုကလေ့ကျင့်ခန်းလေးလုပ်တလို့မျိုးပေါ့နော်ဒီကိုမမေတွေကဒီလိုမျိုးတွေဒီနားတွေရောဒီဖုန်းတွေပါလေးကြည့်နေရတယ် screen တွေအလုံးလုံးရတယ်ပို့ဆိုလို့ရှင် screen တွေမှာအလုံးလုံးရဆိုတာဒီနားတွေလည်းအရန်အကြောရတက်တက်တဲ့အခါကျတော့ stress လေးပေါ့နော်ခဏတစ်ပြုတ် stress လေးလုပ် stretch ပေါ့နော် stretch လေးတွေကိုယ်ရလှုပ်လိုက်တာမျိုးတွေအဲ့လိုမျိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေလှုပ်ပေးခြင်းအပြင်လည်းကိုယ်ရစိတ်ကလေးကအပန်းပြေသွားစေပေါ့နော်နောက်တစ်ခုကကြတော့နော် ရေနွေးလေးနဲ့ရေချိုးလိုက်လို့ရှင်လဲစိတ်အပန်းပြေအခုစောင်းရသည်ဆိုရေနွေးလေးနဲ့ရေချိုးလို့ရမ်းကောင်းတယ်ဒါပေမဲ့မျက်နှာတော့ရေနွေးနဲ့မတင်နဲ့နော်ဆိုတော့ရေနွေးလေးနဲ့ရေချိုးပေးတာမျိုးနောက်တစ်ခုကကြတော့ဘယ်လိုလဲဆိုကိုကြိုက်တဲ့ fan ဖြစ်တဲ့ဟာတွေပေါ့နော်ကိုကြိုက်တဲ့ရုပ်ရှင်လေးတွေကြည့်လိုက်တာမျိုးပေါ့နော်ရုပ်ရှင်ကြည့်ဖို့တောင်အချိန်မရဘူးဆိုလို့ရှင်ဟိုဆိုတော့ကိုယ်စိတ်ညစ်စေတဲ့ရုပ်ရှင်တွေတော့မကြည့်နဲ့ပေါ့နော် fan ဖြစ်တဲ့ပြောဖို့ကောင်းတဲ့ရုပ်ရှင်လေးပေါ့ပါရုပ်ရှင်လေးကြည့်လို့ရတယ်ဒါမှမဟုတ်ကိုကကိုကြိုက်တဲ့တခြင်းလေးတွေနားထောင်နေတာဒါဒါဆိုရင်တခြင်းနားထောင်ပြီးအများ ကတယ်ဗောနော်ခါလေးကိုကြတယ်ရှင်တချင်းလေးတွေနားထောင်နေတချင်းလေးဆိုပလိုက်တယ်ကလိုက်တယ်အဲ့လိုမျိုး break လေးတွေလည်းကိုကိုကိုပေးလို့ရတယ်ဗောနော်ကိုရဲ့နေ့စဉ်အလုပ်တာဝန်ကြီးကြဲမှာဗောနော်နေ့စဉ်အလုပ်တာဝန်ကြီးကြဲမှာဆိုမမေတွေကငကိုတဲ့အလုပ်ရှုပ်တယ်အဲဒါပေမဲ့အဲ့ဒီမှာမှာနော်ဟိုအလုပ်လုပ်ရတဲ့ပတ်စံရှားတဲ့မမေတွေဆိုရင်အလုပ်နှစ်ခုလုပ်တော့လုပ်ရတယ်လို့ဖြစ်တာဗောနော်အိမ်လုပ်ရောပတ်စံရှားရတဲ့သူရောဒါမှမဟုတ်တချို့မမေတွေကကြောက်အိမ်လုပ်ပဲလုပ်တယ်ပတ်စံမရှားဘူး အဲ့ခါကျတော့တယောက်တစ်မျိုးစိတ်ပီစီမှုရှိတာပဲပေါ့နော်ဒါဒါတွေ့ကြုံရဆိုဒါဒါပတ်စံမရှာတော့ကကြတော့လေအာပတ်စံငါမရှာဖွေနိုင်လို့ငါကဒါကိုစစ်စစ်ပြီးတော့သုံးရတယ်အဲအဲ့တော့ငါကငါလိုချင်တာလေးတွေကနောက်မှငါယောက်ျားအတွက်ငါသားအတွက်ကအရင်အဲ့လိုမျိုးစိတ်ပီစီမှုရှိရောပေါ့နော်ဒါပေမဲ့ဘောစီမမေအရန်ကိုဘောစီဖြစ်သွားတဲ့မမေတော့မပြောလို့ပေါ့နော်အဲနောက်တစ်ခါကျတော့အလုံးနှစ်ခုလောက်ရတယ်ပေါ့အလုံးဒီပတ်စံလဲရှာတယ်အိမ်လောက်လဲလောက်ရတယ်ဥမာဒါဒါလိုမျိုးပေါ့နော်အဲ့လိုမျိုးလောက်ရတဲ့ခါကျတော့လေအဲ့နှစ်ခုပေါ့နော်အလုံးနှစ် ိုတပြိုင်တည်း handle လုပ်ရတာပေါ့နော်ဟိုဘက်လည်းလွတ်လွတ်မြောက်ဒီဘက်လည်းလွတ်လွတ်မြောက်အဲ့လိုမျိုးတွေရှိတာပေါ့နော်အဲ့ခါကျတော့အဲ့လို break လေးတွေကိုရရင်ရသလောက်ကိုစိတ်တွေပန်းပြောင်းပျော်အောင်လို့ပြန်လုပ်ပေးရတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့တရားထိုင်တာတရားထိုင်တာဒါကကြတော့ဒါဒီတခြားဘာသာဝင်တွေအတွက်အစ်မပြေဘူးဆိုအသက်ရှူလေးကျင်ခံတယ်လို့နော်အသက်ရှူလေးကျင်ခံကြတော့ဒါတော့ဆိုဘယ်လိုလုပ်လဲဆိုတော့ဖျားရှိခိုးတယ်တရားထိုင်တယ်တရားထိုင်နေဆွဲခါမှလေကိုက အဲဒီဝင်လေထွက်လေမှတ်တာပါပဲကိုကလေအဲတရားစခန်းမှာဝင်ပြီးတော့ကိုတရားအထုတ်တုံးကမှသာတေချာလေးစနစ်ကြမ်းလုပ်ဖြစ်တာပေါ့နော်အိမ်မှာကျတော့ကိုတက်တလားဝင်လေထွက်လေမှတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဘာကြိုးကျေးဇူးရလဲဆိုဝင်လေထွက်လေကိုကဒီနှာခေါင်းကနေနှာသီးပြားနေပြီးတော့ကိုကမမှတ်တတ်ဘူးကိုကအဲ့ဟာမှတ်လို့မရနိုင်ဖြစ်နေစိတ်ကပြန့်လွင့်သွားအဲ့ခါကျတော့ကိုကဒီရင်ဘတ်ဖောင်းနေပိန်နေပေါ့နော်ဖောင်းနေပိန်နေကိုအခါ20လောက်မှတ်လိုက်တယ်နော် ဟောင်းနဲ့ပိနေဆိုတခါပေါ့နော်အဲ့လိုမျိုးအခါ20လောက်ဖျားရှုကိုပြီးမှတ်လိုက်တဲ့အခါမှာကိုယ့်ရဲ့စိတ်ကလေးကပို့ပြီးတော့တည်ငြိမ်လာမှုကိုကြားတယ်ပေါ့နော်ပို့ပြီးတော့တိခံလာနိုင်တယ်ပို့ပြီးတော့နေ့စဉ်မမေတွေလောက်ကတိခံရတယ်เนาะအဲ့တော့တိခံလာနိုင်တယ်ပို့ပြီးတော့အရိကကြတော့ကိုယ်စိတ်လေးကတည်ငြိမ်သွားတဲ့အခါမှာပို့ပြီးတော့တိခံလာနိုင်တယ်ပို့ပြီးတော့ကြံ့ကြံ့ခံနိုင်လာတယ်စိတ်တွေက pressure တန်လို့ဒီနေ့ပို့ပြီးတော့ခံနိုင်လာတာပေါ့နော်နောက်ပြီးတော့ဖျားရှုကိုတာလည်းစိတ်တည်ငြိမ်မှုရရှိတယ်အဲ့ဒေါက်တာ ဘလောက်ပဲအလုံများများပေါ့နော်စူးစမ်းပြီးတော့တနေ့ကိုတစ်ခေါက်အနည်းဆုံးတော့ရအောင်ဖျားရှိခိုးပြတယ်ဆိုတော့အဲ့ဒါမှကိုကအဲ့ဒါလုပ်ပြီးတော့မှစိတ်ကတည်ငြိမ်သွားတယ်အပိုပြီးတော့ပေါ့နော်ပိုပြီးတော့ဒီအလုတ်ကိစ္စတွေမှာလည်းပိုပြီးတော့အာယုံဆိုင်နိုင်လာတယ်ဒါစိတ်ပိုင်းဆိုင်ရပေါ့နော်ဒါပြင်အလုတ်ကိစ္စမှာလည်းပိုပြီးတော့အဆင်ပြေလာလေးချောမွေ့လာလေးအခက်ခဲကြုံရင်တော့မှပေါ့နော်အဲကိုလုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်ပေါ့နော်ကိုက ခဏလေးနဲ့ပြန်အဆင်ပြေရေပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ပေါ့နော်ဒါတော့ဒါကဗုဒ္ဓဘာသာဝင်နေဆိုတော့ဒါတော်ပြောတော့နားလေတယ်ထို့တာဗုဒ္ဓဘာသာမဟုတ်ဘူးဆိုရင်တော့ဒါတို့ဘာသာမှာလည်းတို့ရဲ့ဒီကောင်းတဲ့အရာလေးရှိမှာပေါ့နော်အဲ့ဒါလေးတွေဝေပြူပေးခြင်းအပြင်လည်းဒါလေးစိတ်ကိုပို့ပြီးတော့အားရှိစေတယ်တည်ငြိမ်စေတယ်ပေါ့နော်